တကူနဲ့ကလည်းကိုကကို့မောင်လေးလိုလည်းဖြစ်နေတယ်။နှစ်ယောက်စလုံးလည်းကိုကခင်းတဲ့အတွက်ကြောင့်မလို့သူတို့ရဲ့မင်္ဂလာဆောင်မှာအမှတ်တရအမှတ်တရအနေနဲ့ပြောပေးလိုက်ရတဲ့အတွက်လည်းတကယ်အမှတ်တရဖြစ်ပါတယ်ဟုတ်။အလုပ်လုပ်တာလည်း professional ဖြစ်တယ်အသက်ငယ်ပေမဲ့ပေါ့အရင်လည်း humble ဖြစ်ပါတယ်။အဲ့ဒါအမှတ်တရဖြစ်သွားတယ်နော်။အဲ့ဒါလည်းကဲပွဲရောက်တော့မှပဲဟိုအဲ last minute လေးပြောပြသွားတာပေါ့နော်။ လုပ်လုပ်တာလည်း professional ဖြစ်တဲ့အသက်ငယ်ပေမဲ့ပေါ့အရင်လည်း humble ဖြစ်ပါတယ်အဲ့ဒါအမှတ်တရဖြစ်သွားတယ်နော်အဲ့ဒါလည်းကဲပွဲရောက်တော့မှပဲဟိုအဲ last minute လေးပြောပြသွားတာပေါ့နော်အဲတကူနဲ့ကလည်းကိုကကို့မောင်လေးလိုလည်းဖြစ်နေတယ်။နောက်ဆုံးလုံးလည်းကိုကခင်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့မင်္ဂလာဆောင်မှာအမှတ်တရအမှတ်တရအနေနဲ့ပြောပေးလိုက်ရတဲ့အတွက်လည်းတကယ်အမှတ်တရဖြစ်ပါတယ်ဟုတ် ချက်မကဘဝမှာပျော်ရွှင်ပါစေ။အာအိနာမီလည်းကံကောင်းပါစေ။တက္ကသိုလ်ပြည့်စုံတဲ့ဘဝမှာဆရာရှိပါစေ။နတ်သမီးနိုင်ခတ်ကကိပရိသတ်တွေအတွက်ပထမဦးဆုံးရိုက်ပေးဖြစ်တဲ့အဲကိအတွက်ပထမအဆုံး series ပဲဖြစ်တယ်ပေါ့နော်အဲပြိသက်တွေလည်းကြိုက်နေတတ်ကြရဲ့ခြေနဲ့အားရကြရဲ့အတွက်လည်းအဲကျူးစားကြုံနေပါတယ်နောက်တစ်ခုကကြတော့ဟိုခုဆိုလာပြောကြရဲ့ပေါ့နော်ပြိသက်တွေအပြင်ကိုကိရဲ့အဲ့လိုအပြင်ကမိတ်ဆွေတွေကအစားကြိုက်တယ်တချို့ဆိုရင် series မကြည့်ရတဲ့သူတွေဒါမှဒီနဲ့တပိနက်ခတ်ကားလေးကိုတကူးတကအားပေးကြရတဲ့အတွက်လည်းဒီနေ့ကနေကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျ။တော်တော်ယူရတယ်။ဒီအဲ့ဒီအချိန်တော့ဘာလို့မစီရောက်မလာတာလဲ။တတိဆိုတဲ့တပိပေါ့နော်။ကင်းသက်ပြလာပြီဆိုရင်ရန်နဲ့တက်လာရဲပြီးတော့တချို့ပြစ်သက်တွေကပေါ့နော်။ဒါကလည်းနာမည်ဆိုပြီးတော့စိတ်စားကြရပေါ့နော်။အဲ့ဒါညက်သက်ပြီးတော့လည်းတွဲပါ့။ကျေးဇူးတင်ပါတယ်။အဲကိကအခုတော့ commercial ရရပါတယ်။ နောက်ပြီးတော့ဟိုကိပရိသတ်အတွက်ပေါ့နော်မတူတဲ့ပုံစံနဲ့ရိုက်ထားတဲ့နတ်ဝင်တယ်ဆိုတော့ရုပ်ရှင်ကားကြီးလည်းရှိပါတယ်ရှင့်ဟုတ်တဲ့တူရီအာဒီမြဝပလာဇာမှာ C11 SUV EV ကားတွေကိုလာရောက်ပြီးတော့ကြည့်ရှုပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်လို့ကားချစ်သူတွေ တွက်ပေါ့နော်သတင်းရောက်ပါချင်ပါတယ်ဒီနှစ်ပွဲလေးကတော့2025ရဲ့ဒီ Leap Motor C11 EV SUV ကားတဲ့မိဆက်ပွဲပါအာပြီးတော့ကိုယ်တိုင်လည်းစီးနေတဲ့ကားဖြစ်တဲ့လို့ပြောမိသားစုဟို brand လည်းဖြစ်တဲ့အတွက်ကြောင့်မလို့တက်ဖြစ်တာပါဟုတ်อืมဒီရဲ့အခုအသက်ထွက်တဲ့ဒီ EV ကားဆိုရင် luxury ဖြစ်တဲ့ ပရီမီယံဖြစ်တယ်ပေါ့ EV ထဲမှာတော့တော်တော်လေးကိုကောင်းတယ်လို့ပြောရမှာပေါ့နော်နောက်ပြီးတော့ဟို safety ပိုင်းရောနောက်တစ်ခုကကြာ advanced technology နဲ့လောက်ထားရတဲ့အတွက်ကြောင့်မလို့ဒီ EV ချစ်တဲ့သူတွေကချစ်သူတွေတော့စိုက်မယ်လို့ထင်ပါတယ်နောက်တစ်ခုကကစ်သဘောကြာတော့ဒီ after sales နဲ့ spare parts အပိုင်းနေလဲတာယူတာဝန်ယူမှုတာဝန်ခံမှုရှိရတဲ့အတွက်ကြောင့်မလို့ဒီကိုကားကိုရုံရုံကြည်ကြည်နဲ့စိတ်ချစွာဝယ်ယူနေတဲ့သူတွေအတွက်ကတော့ ရွေးချယ်တဲ့နဲ့ကား EV SUV ကားလို့မြင်ပါတယ်ရှင့်ဟုတ်အခုဒီနေ့23ရက်နေ့ကနေစပြီးတော့26ရက်နေ့အထိပေါ့ promotion ရှိနေပါတယ်ဒီ C11 EV SUV ရာဆိုရင်အာ cash down ဝယ်မယ်ဆိုရင်ပေါ့နော်80 380 cashback ရမှာဖြစ်ပါတယ်အာတကယ်လို့ cash down မဟုတ်ဘဲနဲ့ဘန်လုံးနဲ့ဝယ်မယ်ဆိုရင်တော့30%အနည်းဆုံး down payment နဲ့ဝယ်ယူနိုင်ပြီးတော့အမ် လုံးပေါ့နော်အရေးကြဝယ်ယူနိုင်တဲ့ဝယ်ယူနိုင်ပါတယ်အရေးကြဝယ်ယူတဲ့သူတွေကတော့350 cashback ရမှာဖြစ်ပါတယ်ဆိုတော့အရန်တက်ပါတယ်ဆိုတော့ကားချစ်တဲ့သူတွေ EV ကားကို SUV စီးကျင်တဲ့သူတွေဒီမှာ promotion နေရာမှာလာရောက်ပြီးတော့ဝယ်ယူပြီးတော့ကြည့်ရှုနိုင်ပါတယ်လို့ပြောချင်ပါတယ်အရန်တက်ပါတယ်အဲ့တော့အဲလာပြီးတော့အပေးပြီးတော့ဝယ်ယူလို့ရပါတယ်လို့သတင်းကောင်းလေးပါချင်ပါတယ်ရှင်ဟုတ်ဈေးကြော်ညာလိုက်တဲ့အချိန်မှာပဲချက်ချင်းကိုဝယ်ယူသွားတဲ့ customer ဆယ်ယောက်ကျော်ပေါ့ဆယ်နှစ်ယောက်ဆယ်သုံးယောက်လောက်ရှိပါတယ်ဆိုတော့အဲဝမ်းတာပါတယ်လို့အခုလိုမျိုးကားကိုစောင့်ပြီးတော့နော်ဈေးနှုန်းကြော်ညာတာကိုစောင့်ပြီးတော့ဝယ်ယူအားပေးကြတဲ့ customer တွေကိုလည်းဒီနေ့ကနေကျေးဇူးတင်ပါတယ်အမ်ပြီးတော့အခုလိုမျိုးယုံကြည်စိတ်ချစွာနဲ့ဝယ်ယူတဲ့ customer တွေလည်းကျေနပ်မှုအပြည့်ပေးနိုင်ပေးနိုင်မှာပေါ့နော်ပေးနိုင်မယ်လို့ဒီ leap ကလည်းအမှတ်ခံထားပါတယ်ဟုတ်တယ်နော်ဆိုတော့လာပြီးတော့ကားကားချစ်တဲ့သူတွေ promotion ဒီ23 24 24လေးရက်ပေါ့ဒီလေးရက်မှာလာပြီးတော့အဲလာပြီးတော့ဝယ်ယူပြီးတော့အားပေးလို့ကြည့်ရှုလို့ရပါတယ်လို့ပြောချင်ပါတယ်ရှင်ဟုတ်ဟုတ်ကျေးဇူးပါရှင်ဟုတ်